အလုံးမဲမင်္ဂလာပါရှင်မမဆာ happiness channel လေးရနေပြန်လဲကြိုဆိုလိုက်ပါရယ်ဒီနေ့ဖျက်ပြေးသွားမဲ့စာအုပ်ကတော့စာရေးဆရာ Garino ရေးထားတဲ့ The Naked Presenter ခေါ်ပြောကောင်းသူတယောက်ဖြစ်လာကိုဆိုရယ်စာအုပ်ကျဉ်ချုပ်လေးကိုဖျက်ပြေးကောင်းမှာပဲဖြစ်ပါရယ်ရှင်ဒီစာအုပ်ရဲ့နာမည်ဖြစ်တဲ့ The Naked Presenter ဆိုတာကိုရုတ်တရက်ကြည့်လိုက်ရင်တော့ကိုလုံးတီနဲ့တိဆက်တူလို့ထင်တော်ဆရာရှိပါရယ် ဒါပေမဲ့စာရေးသူဆိုလိုတဲ့ The Naked Presenter ဆိုတဲ့အထိပယ်ကပရိယဟန်ဆောင်မှုတွေမပါပဲပရိတ်တနဲ့ရိုးရိုးတသက်ပုကွင့်လင်းလင်းတက်ရိုက်ထိတွေ့ပြောဆိုမှုမျိုးကိုဆိုလိုတာပါလူတယောက်ဟာအဝတ်စားတွေချွတ်ပြီးကိုလုံးတီ Naked နေလိုက်ရင်လူလတ်မှုကိုခံစားရလိမ့်ရှိပါတယ်အဲ့ဒီအချိန်မှာလူတွေကိုယ့်ကိုဘလို့ထင်ကြမလဲဆိုတဲ့ဆိုရင်ပူပန်မှုတွေမရှိတော့သလိုဖုံးကွယ်ဟန်ဆောင်မှုတွေလည်းပါမှမရှိတော့ပါဘူးအလားတူပဲ တင်ဆက်ပြသမှုတစ်ခုမှာလည်းပါဖုံးခွဲမှုမှာမပါတဲ့ naked presentation သဘောတရားကိုကျင့်သုံးမယ်ဆိုရင်ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုပုံမရရှိနိုင်လိမ့်မယ်လို့စာရေးသူကတွေးတော်ရေးသားခဲ့ခြင်းပဲဖြစ်ပါတယ်။ဒီစာအုပ်ရဲ့စာရေးသူ Gar Rhinos ဟာဂျပန်နိုင်ငံမှာအလုပ်လုပ်နေတုန်းကသူ့လုပ်ဖို့ခံဖက်တွေနဲ့အတူရေပူစမ်းတစ်ခုကိုတွားရောက်ခဲ့မှုပါတယ်။အဲ့ဒီရေပူစမ်းမှာလူတိုင်းဟာကိုလုံးတီးနဲ့ပဲစာကြတာကြစကားပြောကြနဲ့ ရုပ်ပိုင်းရောစိတ်ပိုင်းဆိုင်ရာပါတက်တောက်တက်တာဖြစ်ပြီးအနာယူနေကြတာကိုတွေ့ရပါတယ်။ရိုင်နိုရဲ့အထက်လူကြီးကလည်းဂျပန်ရိုးရာဖြစ်တဲ့ကိုလုံဒီရေချိုးချင်းဟာဂျမန်လူမျိုးတွေရဲ့ပေါင်းတစ်ဆက်ဆံရေးအတွက်အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုဖြစ်ကြောင်းယုံဝိစုံထွက်လိုက်တဲ့အခါအလုံးရှင်နဲ့မန်နေဂျာဆိုတဲ့ခွဲခြားမှုတွေမရှိတော့တာကြောင့်တဘာဝအတိုင်းတရားရဲပြောဆိုဆက်ဆံလို့ရပြီးအဖွဲ့သားအလုံးရဲ့ဆက်ဆံရေးကိုတူတက်ခိုင်မာစေကြောင်းရှင်းပြခဲ့ပါတယ်။အဲ့ဒီနေ့ကပဲရိုင်နိုဟာ ဟာဒဂနုစုကီယာဤလို့ခေါ်တဲ့ဂျပန်စကုဆူလေးကလုံးကိုတင်ခဲ့ရပါတယ်။အဲ့ဒီစကန်ဆူလေးရဲ့အတိပဲကတော့ကိုလုံးဒီပလာချင်းနဲ့ပပစ်ဆက်ဆံရေး naked relationship ဆိုတဲ့အတိပဲပါပဲ။ naked relationship ဖြစ်သွားချိန်မှာအဆင်အတန်ကွဲပြားမှုတွေမရှိတော့ပဲလူအလုံးတပြေးညီဖြစ်သွားပါတယ်။ဒီချိန်နေမှာလူတစ်ယောက်တဦးနဲ့တဦးကြားကအပြန်လဲဆက်တယ်မှုတွေဟာချုံ့မွေ့သွားမှာဖြစ်ပြီး ပုံမှန်အချိန်တွေမှာလိုင်းနာရမဲ့ထုံတန်းစင်လာတွေလည်းမရှိတော့တာကြောင့်နီကမှုကိုရစီတာကိုတွေ့ရပါတယ်။ဒီစာအုပ်ရဲ့အမည်ဖြစ်တဲ့ The Naked Prisoner စာအုပ်ရဲ့အနစ်ထုံမဲ့စုကိုတော့အပါအတိုင်းဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ကျူတင်တင်ဆင်ခြင်း၊ပရိတ်တရဲ့အာယောဆိုင်မှုကိုရယူခြင်းနဲ့ထိန်းသိမ်းခြင်း၊ခန်းဒီကုန်ချုပ်ခြင်း၊ကျူတင်ပြင်ဆင်ခြင်းဒီစာအုပ်မှာဆာရေးတူက naked presentation တစ်ခုလုပ်ဖို့အတွက် presentation လို့ခေါ်တဲ့ ချုပ်တင်ပြင်ဆင်ခြင်းအဆင့်ကိုစတင်ပြုလုပ်ဖို့အကြံပေးထားပါတယ်။ preparation လို့ခေါ်တဲ့ချုပ်တင်ပြင်ဆင်ခြင်းအဆင့်ကိုစတင်လုပ်ဆောင်မှုအကြံပေးထားပါတယ်။ဒီနေရာမှာစဖတ်တူတွေက naked presentation ဆိုတာကိုစိတ်ထဲမှာရှိတဲ့အတိုင်းရိုးရိုးသားသားပြောချလိုက်တာမဟုတ်ဘူးလား။အဲ့ဒီလိုပြောဖို့အတွက်ချုပ်တင်ပြင်ဆင်မှုတွေလုပ်ဖို့လိုလို့လားဆိုပြီးမေးခွန်းထုတ်ဆရာနိုင်ချေရှိပါတယ်။တကယ်တော့ naked presentation မှာလည်းကြိုတင်ပြဆင်မှုတွေကိုမဖြစ်မနေပြုလုပ်ဖို့လိုပါတယ် ဘာလို့လဲဆိုတော့ကြိုတင်ပြင်ဆင်မှုမလုပ်ခဲ့ဘူးဆိုရင်စင်ပေါ်ရောက်ခါမှစိုးရင်စိတ်တွေဖြစ်ပြီးကိုပြောချင်တာကိုရိုးရိုးတတပူပွင့်လင်းလင်းပြောနိုင်စမ်းရှိတော့မှာမဟုတ်လို့ပါပဲ။ကြိုတင်ပြင်ဆင်တဲ့အစဉ်အတွက်ပထမဆုံးလိုအပ်ချက်ကတော့တယောက်တည်းတိတ်တိတ်ဆိတ်ဆိတ်နေထိုင်နိုင်မဲ့အချိန် alone time ပါပဲ။ presentation လို့ခေါ်တဲ့ဟောပြောတင်ဆက်ခြင်းဟာဖန်တီးမှုလုပ်ရတဲ့အလုပ်တစ်ခုပါ။ဖန်တီးမှုကံတစ်ခုဖြစ်ဖို့အတွက်တည်ငြိမ်တဲ့စိတ်ရှိဖို့လိုအပ်ပြီး မင်းစင်ဘွားတွေကအာယုံနောက်ဆရာတွေကိုပြဖက်ထားဖို့လိုပါတယ်။ဒါကြောင့် presentation မလုပ်ခင်မှာတယောက်တည်းတိတ်တိတ်ဆိတ်ဆိတ်နေပြီးကိုပြောမယ့်အကြောင်းအရာကိုထုတ်တွင်းတင့်မြင်လာအောင်လေးလေးနက်နက်အာယုံဆူဆိုင်တင်တယ်လို့ပြောကြရပါတယ်။စာရေးဆရာ David Rock ရဲ့ Your brain at war ဆိုတဲ့စာအုပ်မှာတော့ထုတ်တွင်းတင့်မြင်ခြင်း insight ဆိုတာဟာတိမ်မွေးတဲ့အချက်ပေးမှုတွေတွေကိုကြားနိုင်ခြင်းနဲ့ရော့ရဲနေတဲ့ကွင်းဆက်တွေကိုချက်ပေးနိုင်ခြင်းဖြစ်တယ်လို့ဤသားဖော်ပြထားပါတယ်။ ဒီအချက်တွေနဲ့ပြေဝဖို့အတွက်လိုအပ်တဲ့အရာကတော့တိတ်ဆိတ်ညစ်တတ်ချက်စိတ် quiet mind ပါပဲဒါကြောင့်တည်တံ့အလုံးလုံးနိုင်တဲ့ယုံခန့်လိုနေရာတွေမှာဖြစ်ဖြစ် ကိုယ်အိမ်မှာတိတ်ဆိတ်တဲ့နေရာမှာဖြစ်ဖြစ်ဒါမှမဟုတ် coffee ဆိုင်ပန်းချံနဲ့ကမ်းခြေလိုနေရာမျိုးတွေမှာဖြစ်ဖြစ် presentation လုပ်မယ့်အကြောင်းအရာ idea ဘိုင်းကိုစဉ်းစားတွေးခေါ်သင်ပါတယ်ဒီလိုပြင်ဆင်နေတဲ့အချိန်မှာ meditation လို့ခေါ်တဲ့အလုပ်တစ်ခုထပ်ပိုလုပ်တာ ွန်ပျူတာရှေ့မှာထိုင်တာတို့ကိုမပြုလုပ်သင့်ပါဘူး။တိတ်ဆိတ်တဲ့တနေရာမှာတယောက်တည်းနေနိုင်ပြီဆိုရင်တော့ဆက်လက်ပြီးကိုပြောမယ့် Sky ရဲ့ရည်ရွယ်ချက် Harpos ကိုရှာဖွေဖို့ထောက်ရပါမယ်။တိကျပြတ်သားတဲ့ရည်ရွယ်ချက်မရှိဘဲစကားပြောခြင်းဟာပရိတ်တရဲ့အချိန်ကိုရောခေါ်ပြောသူရဲ့အချိန်ကိုပါဖြုံးတီးရရပါတယ်။တကယ်တော့ presentation လုပ်တဲ့ဆိုတာကလူတွေမသိသေးတဲ့အသိပညာဗဟုထုတအသိစခုခုကို မျှဝေပေးဖို့လူတွေကိုစိတ်အားတက်ကြွအောင်လှုပ်ဆော်ပေးနိုင်ဖို့ လူတွေကိုကိုပြောတဲ့အတိုင်းလိုက်နာစေဖို့အစရှိတဲ့ဖြင့်လူတွေရဲ့စိတ်ကိုအပြောင်းလဲတစ်ခုခုဖြစ်စေဖို့ရည်ရွယ်တာပါ။ဒါကြောင့်ကိုပြောမဲ့အကြီးကအကြောင်းအရာနဲ့မပတ်သက်တဲ့ကွန်မြူနီတမိုင်းလိုအရာမျိုးတွေကိုအကြာကြီးပြောနေတာ၊စင်းအင်းနဲ့ဒေတာအချက်လက်တွေအများကြီးထုတ်ပြနေတာဟာ presentation ရဲ့ရည်ရွယ်ချက်ကိုပြသစေပါရယ်။ညတော်အဖြစ် presentation လုပ်မဲ့သူတွေဟာဘာပြောမလဲ၊ what ဆိုတာရယ်၊ဘယ်လိုပြောမလဲ၊ how ဆိုတာရယ်စဉ်းစားလေ့ရှိကြပြီး wine လို့ခေါ်တဲ့ရွေချက်ကိုတော့တိကျမစဉ်းစားကြတာတွေ့ရပါတယ်။ဒါနဲ့ပသက်ပြီးစာရေးသူ Simon Sinek ကလည်းသူ့ရဲ့ Starwood Wine ဆိုတဲ့စာအုပ်မှာစီးပွားရေးလုပ်ငန်းတွေနဲ့ခေါဆောင်တွေဟာ wine လို့ခေါ်တဲ့ရွေချက်တွေကိုအရင်စဉ်းစားတင်တယ်လို့ယူတာရေးသားဖော်ပြပူပါတယ်။အလားတူပဲ presentation တစ်ခုမှာလည်းရွေချက် wine ကိုအရင်ဖော်ထုတ်ဖို့လိုအပ်ပါတယ်။ငါပြောမယ့်အကြောင်းအရာရဲ့ရွေချက်ကပါလဲ လူတွေကငါ့ကိုပါချောင်စကားပြောဖို့ဖိတ်တာလေလူတွေကငါပြောလူတွေကငါပြောတာကိုပါချောင်လာနားထောင်ကြတာလေငါပြောတာကိုနားထောင်မဲ့ပရိသတ်ကဘလို့လူတွေလဲဆိုတော့မိကုန်းတွေကိုပြန်မေးကြည့်မယ်ဆိုရင် presentation ရဲ့ရည်ရွယ်ချက်အစ်စ်မှန်ကိုဖော်ထုတ်နိုင်စွမ်းရှိလာပါလိမ့်မယ်ကိုပြောမဲ့အကြောင်းအရာ content ရဲ့ရည်ရွယ်ချက်ကိုဖော်ထုတ်ပြီးပြီဆိုရင်တော့ဒီအကြောင်းအရာကိုပရိသတ်စိတ်ဝင်စားအောင်ဘလို့ပြောရမလဲဆိုတာစစ်စစ်ရစားရမှာဖြစ်ပါတယ် ဒီအချက်နဲ့ပတ်သက်ပြီးစာရေးသူက story လို့ခေါ်တဲ့ slang set အင်္ဂလိပ်ရဲ့စွမ်းအားကိုအသုံးပြုဖို့အကြံပေးထားပါတယ်။လူသားတွေဟာ slang တွေကိုအရင်သဘောကျနေတဲ့သူတွေပါ။ slang တွေဟာလူတွေရဲ့နှလုံးသားတွေကိုထုတ်ဖောက်ဝင်ရောက်နိုင်မှုအကောင်းဆုံးလမ်းကြောင်းလည်းဖြစ်ပါတယ်။လူဆိုတာက အမှန်တရားကိုတတဲ့ပြောရင်တော့လက်ခံချက်မှလက်ခံမှဖြစ်ပြီး slang set အင်္ဂလိပ်တွေဖွင့်နေပြောရင်တော့ခန်းစားချက်နားလည်နိုင်စွမ်းပိုကောင်းကြပါတယ်။ ရင်းဆရာကောင်းတဲ့အချက်လက်တွေကိုကြည့်ပဲတန်းစီပြောနေမယ်ဆိုရင်ပရိတ်ကစိတ်ရှိမှမဟုတ်တလို့ပရိတ်ရဲ့စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်ကိုလည်းပြေဝစေနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်ပရိတ်ရဲ့စိတ်နှလုံးကိုတိမ်ကျုံယူငင်နိုင်မှုအတွက်တင့်တော်တဲ့ဇလန်ဆက်အေးနဲ့လက်ထွေးဖြစ်ပျက်လေးတွေကိုထည့်တွင်ပြောဆိုပေးတင်ပါရစေ။စလန်ကောင်တပုတ်ရဲ့အရေးကြီးဆုံးအစိတ်အပိုင်းကတော့ contradiction လို့ခေါ်တဲ့စံကျင်ဘက်အပြိုင်မှုလေးတွေပါပဲ။နီလန်း ဇက်လန်တခုမှာမင်းသားနဲ့ဖီလိန်တွေဟာအပြိုင်မှုတွေပြပခါတွေအမြဲလိုလိုပါဝင်လေးရှိပါတယ်။အလားတူပဲကိုယ့်ရဲ့ presentation မှာလည်းဖီလိန်နဲ့တူတဲ့ပြဿနာတွေရုံးကန်ရမှုတွေကိုမင်းသားနဲ့တူတဲ့ပြဿနာဖြေရှင်းနည်းတွေနဲ့ပေါင်းဆက်ပြောဆိုတတ်မယ်ဆိုရင် breaker ရဲ့စိတ်ဝင်စားမှုကိုပုံမှန်ရရှိနိုင်ပါလိမ့်မယ်။ဇက်လန်ကောင်တခုရဲ့နောက်ထပ်အစိတ်ပိုင်းကတော့ control လို့ခေါ်တဲ့နိုင်ရှင်တတ်တာမှုပါ။ဥပမာအားဖြင့်ကိုယ့်ရဲ့ presentation မှာမလုတ်ခင်နဲ့လုတ်ပြီး before and after အသိနဲ့အနာဂတ် past and future စေတနာနဲ့ဖြည့်ရှင်းပြီး problem and solving ပြိပခာနဲ့ငြိမ်းချမ်းရေး strive and peace တူတမ်းမှုနဲ့ဆုံးယုံမှု growth and decline အဆုံးမြတ်မှုနဲ့အကောင်းမြတ်မှု pessimism and optimism စာရာတွေကိုနှိုင်းရှင်းပြဖို့အတွက်ကိုပြောတဲ့အကြောင်းအရာကပရိသတ်ကိုပို့ပြီးမမိစေပါလိမ့်မယ်။ဒါပေမဲ့ကို idea ကဘလောက်ပဲကောင်းကောင်းကိုပြောတဲ့ပုံစံကစနစ်တကျ မရှိရင်တော့ထီရမှုရှိမှာမဟုတ်ပါဘူး။ဒါကြောင့်ကိုပြောမဲ့အကြောင်းအရာကိုရိုးရိုးရှိရှိနဲ့ကြည်လင်မှုရှိအောင်ပြန်တီးဖြတ်တာ၊အုပ်စုပြန်ခွဲတာ၊ပုံချမ်းဆွဲကြည့်တာ၊မျက်လုံးနဲ့မြင်နိုင်တဲ့ဓာတ်ပုံတွေဗီဒီယိုတွေအဖြစ်ဖန်တီးပြောင်းလဲတာမျိုးတွေပြုလုပ်တင်ပါတယ်။ကြိုတင်ပြုလုပ်တင်ပါတယ်။အဓိကအချက် key point တွေကိုမိမတွားအောင်အကျဉ်းချုပ်ရေးထားတဲ့မဆုတမျက်နာလောက်ကိုကြည့်ရှုနိုင်မဲ့စာရီကိုကြည့်ပဲဖတ်ပြနေတာမျိုးမဖြစ်အောင်တတိထားရမှာဖြစ်ပါတယ်။ ကွန်တက်ပိုင်းကိုပြင်ဆင်ပြီးရင်တော့ rehearsal လို့ခေါ်တဲ့အစမ်းလေ့ကျင့်မှုကိုပြုလုပ်ရပါမယ်။ rehearsal ဘယ်နှကြိမ်လုပ်ရမလဲဆိုတာကတော့တယောက်နဲ့တယောက်တူမှာမဟုတ်ပါဘူး။အရေးကြီးတာကကိုပြောမယ့်အကြောင်းအရာကိုတတောင်တတာနဲ့ပြောနိုင်တဲ့အနေအထားထိရောက်နေဖို့တာဖြစ်ပါတယ်။နောက်ပြီး rehearsal ကိုကွန်ပျူတာရှေ့မှာထိုင်မလို့ပဲ project ကို presentation တကယ်လုပ်နေတယ်လို့သဘောထားပြီးမကြိမ်ရင်အတန်ကြွကြဲနဲ့ပြောဆိုလေ့ကျင့်မှာတကယ်လို့ project ရှေ့မှာ remote control နဲ့ PowerPoint slide တွေပြနေမယ်ဆိုရင်လည်းအဲ့ဒီ season တိုင်းအစံလေးကြီးကြည့်ပါ predator ကိုကြောပေးပြီး scrim ကိုအကြာကြီးကြည့်နေတာမျိုး scrim ကိုကုန်းကုန်းကောက်ကောက်နဲ့ကြည့်နေတာမျိုးတွေကိုရှောင်ကျဉ်တင်ပါတယ်အဲ့ဒါဆိုရင်တော့ presentation လုပ်မယ့်နေ့မတိုင်ခင်ကြိုတင်ပြဆင်းမှုတွေပြီးတော့ဖြစ်ပါပြီဒါပေမဲ့တကယ် presentation လုပ်ရမယ့်နေ့အတွက်ကြိုတင်ပြဆင်းမှုတွေလုပ်ဖို့ကြံနေပါသေးတယ် presentation လုပ်ရမယ့်နေ့မှာကိုယ်စကားပြောရမယ့်နေရာကိုကြိုတင်ကြည့်ဆော့ဆော့ရအောင်သွားတင်ပါရစေ။ ဒီရင်နော်ကိုအသုံးပြုမဲ့ကွန်ပျူတာတွေအတန်စနစ်တွေ project တွေ remote control တွေကမကအလုပ်လုပ်ရလားဆိုတာစစ်ဆေးရပါမယ်။တကယ်လို့အခန်းထဲနာပစ္စည်းတွေကိုကိုစိတ်ကြိုက်ချစ်ပြောင်းခွင့်ရမယ်ဆိုရင်နော် predator နဲ့ကိုရဲ့ဈာမရှိတဲ့အသားစီးတွေကိုဖယ်ရှားပြီး predator နဲ့နီနီကကက်ဖြစ်အောင်အသက်နိုင်ဆုံးစူးစမ်းပါ။စကားမပြောခင်မှာ predator ကိုရှစ်တိုးထိုင်ဖို့တိုက်တွန်းပါ။ ကိုပြောမဲ့အကြောင်းအရာတွေကိုချက်ချင်းမပြောသေးပဲပရိတ်တနဲ့ယဉ်နေမှုရအောင်စကားစမြင်အရင်ပြောပါလို့စာရေးသူကအကြံပြုတိုက်တွန်းထားပါတယ်။ခုဆိုရင်တော့ naked presentation တစ်ခုအတွက်ကြိုတင်ပြင်ဆင်တဲ့အဆင့်တွေကိုအချင်းချင်းပြင်ပြခဲ့ပြပါပြီ။ဟောပြောတင်ဆက်မှုကိုပြုလုပ်နေစဉ်အတွင်းမှာပရိတ်ရဲ့စိတ်ဝင်စားမှုကိုရယူနိုင်မှုအတွက်နီလန်ကားတွေကိုတလက်ဖော်ပြသွားမှာပဲဖြစ်ပါတယ်။ရှေးခမ်းမာတို့ကတင်ဆက်မှုရဲ့အဖွင့်ပိုင်း beginner ဟာ ရိတ်တဲ့စိတ်ဝင်စားမှုတွေရဖို့အတွက်အရန်အရေးကြီးတယ်လို့ပြောခဲ့ပြီးပါပြီ။ဒါပေမဲ့ကိုပြောလိုက်တဲ့စကားကိုကြကြမမိစေဖို့အတွက်တင်ဆက်သူရဲ့အဆုံးသတ် ending ဟာလည်းအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။လေလာမှုတွေအရာလူတွေဟာတင်ဆက်မှုရဲ့အလဲပိုင်းထက်အဆုံးပိုင်းကိုသာပိုမမိကြတယ်လို့သိရပါတယ်။ဥပမာအဖြစ်ကိုကြည့်ဘူးတဲ့ဇလန်းတွေရဲ့အလဲပိုင်းကိုတိတိကျကျမမတ်မိပေမဲ့စက်သိန်းကိုရောရင်နဲ့ဆွဲကြံနေတာမျိုးပါ။ဒါကြောင့်ကိုရဲ့တင်ဆက်မှုကိုအားကောင်းတဲ့အဆုံးတက် powerful engine နဲ့ညီကုံချုပ်နိုင်မှုလိုအပ်ပါတယ်။ဒါနဲ့ပသက်ပြီးစာရေးသူကအကြံပြုချက်6ချက်ကိုဖော်ပြထားပါတယ်။ညီကုံချုပ်ခြင်းနဲ့ပသက်တဲ့အကြံပြုချက်ကတော့ simplicity လို့ခေါ်တဲ့ရွရှင်မှုရှိချင်ပါပဲ။တင်ဆက်သူရဲ့အဆုံးပိုင်းရောက်ချိန်မှာတော့ပရိသတ်ဟာကိုပြောချင်တာတွေအားလုံးကိုကြားခဲ့ပြီးပါပြီ။ဒါကြောင့်အသေးစိတ်သဘောတရားတွေကိုပြန်ရှင်းပြမနေပဲကို idea ရဲ့အဓိကအကြဆုံးကတော့အတူဆုံးရှင်းဆုံးနဲ့အတည့်ရဆုံးဖြစ်အောင်မိကုံချုပ်တာကောင်းပါတယ်။ ဒုတိယအကြံပြုချက်ကတော့ an expedient လို့ခေါ်တယ်မမျော်လင့်တဲ့အရာလေးတွေနဲ့နှီးကုံချုပ်ခြင်းဖြစ်ပါတယ်တကယ်လို့ကိုကရှေ့ပိုင်းမှာဗဟေတီတစ်ခုခုလှုပ်ထားခဲ့တဲ့ဆိုရင်တင်ဆက်သူရဲ့အဆုံးသတ်မှာအဖြေအိုပြန်ပြောနိုင်ပါတယ်တကယ်လို့ထူးဆန်းတဲ့ဇလန်တစ်ခုခုကိုအခြေတည်ထားရဆိုရင်တော့အဲ့ဒီဇလန်ရဲ့မျော်လင့်မထားတဲ့အလဲပြောင်းကိုသိစမ်းမှုရဲ့အဆုံးမှာထည့်သွင်းနိုင်ပါတယ်နှီးကုံချုပ်ခြင်းနဲ့ပတ်သက်တဲ့တတိယအကြံပြုချက်ကတော့ concreteness လို့ခေါ်တဲ့ကြိလက်ခိုင်မာမှုပါ တဆမ်းမှုရဲ့အဆုံးသတ်ပိုင်းဟာစဉ်းစားတွေးခေါ်လို့ရမယ့်အချိန်မဟုတ်တော့ဘဲတခုခုကိုရှင်းရှင်းလင်းလင်းတိတိကျကျသိရှိနားလည်သွားရမယ့်အချိန်ဖြစ်ပါတယ်။ဒါကြောင့်ကိုအိုင်ဒီယာတွေကအရေးကြီးတဲ့အချက်ကိုသာကျစ်လက်အောင်ပြန်ပြီးထုတ်ဖော်ပြောသင့်ပါတယ်။ကဲလို့အစကတည်းကအထူးကြတဲ့အိုင်ဒီယာကိုကောင်းစင်သက်ပြီးပြောခဲ့မယ်ဆိုရင်လည်းအဲ့ဒီအိုင်ဒီယာကိုပဲပြန်ပြောပြီးနှီးကုန်းချုပ်နိုင်ပါတယ်။အထူးအကြဆုံးအချက်ပါဝင်တဲ့ဥပမာလေးတွေဇလန်တိုလေးတွေ ဓာတ်ပုံလေးတွေကိုလည်း project မှာပြပြီးတင်ဆက်မှုကိုကြီးကြီးလက်လက်ဆုံးသနိုင်ပါတယ်။တတိယအကြံပြုချက်ကတော့တင်ဆက်သူရဲ့အဆုံးသတ်မှာ credibility လို့ခေါ်တဲ့ယုံကြည်စိတ်ချရမှုထည့်သွင်းပေးဖို့ဖြစ်ပါတယ်။ဥပမာအားဖြင့်ကိုရှေ့ပိုင်းမှာပြောခဲ့တဲ့အကြောင်းအရာတွေကိုခိုင်မာမှုရှိစေတဲ့တတိတရကတွေအချက်အလက်တွေအစိုးမင်းတွေယုံကြည်ရတဲ့သတင်းရင်းမြစ်တွေကလာတဲ့ဗီဒီယိုတိုလေးတွေကိုအသုံးပြုတာမျိုးပါ။ပရိတ်ကိုရင်းနှီးနှီးပြောဆိုခြင်း၊ပူပွင့်လင်းလင်းသဘာဝကြကြပြောဆိုခြင်း နားလည်လည်တဲ့အသုံးနှုန်းတွေပြောဆိုခြင်းတင်ဆက်မှုကို အချိန်မီဆုံးသက်သွားခြင်းဟာလည်းပရိသတ်ရဲ့ယုံကြည်မှုကိုရရှိနိုင်တဲ့နည်းလမ်းတွေဖြစ်ပါတယ်။ဤကုံထုတ်ခြင်းနဲ့ပတ်သက်တဲ့၅ခုမြောက်အကြံပြုချက်ကတော့ emotion လို့ခေါ်တဲ့စိတ်ခံစားချက်တွေကိုလုံလုံပေးဖို့ပါပဲ။ပြောဟုတ်တင်ဆက်မှုတစ်ခုဟာတရင်ချက်လက်ပေးုံတတ်တမဟုတ်ပါဘူး။အချက်လက်ဆိုတာကစာအုပ်ဖတ်တာအစီရင်ခံတာစာဖတ်တာဝက်ဘ်ဆိုက်မှာရှာတာနဲ့ရရှိနိုင်ပါတယ်။ ပရိသတ်ကိုမျက်နှာချင်းဆိုင်စကားပြောတဲ့ရည်ရွယ်ချက်ကသူတို့ရင်ထဲမှာတခုခုခံစားသွားရစေဖို့တာဖြစ်ပါတယ်။ဒါကြောင့်တစ္ဆက်သူရဲ့အဆုံးမှာပရိကတ်ရင်ထဲထိစေမဲ့ဥပမာရိဇလန်တွေပုံရိပ်တွေကိုတင့်လျော်သလိုအသုံးပြုရမှုအခုကစပြီးအပြောင်းလဲတခုခုလုပ်ပါလို့တိုက်တွန်းလိုက်တာမျိုးစိတ်အားတကြွအားလှုပ်ဆော်ပေးတာမျိုးတွေပြုလုပ်တင်ပါတယ်။ချက်ပွမြောက်နောက်ဆုံးကြံပြုချက်ကတော့ story လို့ခေါ်တဲ့ဇလန်ဆက်အိမ်တွေနဲ့အဆုံးသတ်ဖို့ဖြစ်ပါတယ်။ဇလန်ဆက်အိမ်တွေရဲ့ဆံပကားကိုပထမခန်းမှာ အကျယ်တဝင်းဖော်ပြခဲ့ပြီးပါပြီ။ဇလန်းတွေဟာစိတ်ဝင်စားဖို့ကောင်းတယ်လို့ကြကြမက်မိဖို့လည်းပူလွယ်ပါတယ်။ဒါကြောင့်လဲစကားပြောကောင်းတူတွေတချို့ဟာတင်ဆက်မှုရဲ့အစပိုင်းကိုဇလန်းနဲ့စာဖွင့်ပြီးအဆုံးသက်ကိုလည်းဇလန်းနဲ့ညီကုံချုပ်လေးရှိကြတာဖြစ်ပါတယ်။အထက်ပါနီလန်းတွေရဲ့ကပဲနီလန်းကိုပဲအတုံးပြူတီဖြစ်စေပရိဒန်နဲ့နီနီကက်ကက်ရှိနေဖို့တော့ရည်ကြီးပါတယ်။ညီကုံချုပ်စကားပြောတဲ့အခါဆင်ရဲ့အလဲမှာဖြစ်ဖြစ်ပရိဒန်နဲ့အညီဆုံးနေရာမှာဖြစ်ဖြစ်ရက်ပြီးကိုပြောချင်တဲ့ ချက်လက်တွေကိုအချင်းချုံပြီးပြောပါပရိတ်တက်တယောက်ချင်းစီရဲ့မျက်နှာချင်းဆိုင်ပြီးအင်အားအပြည့်နဲ့တင်ဆက်ပြောပါလို့စာရေးသူကကြံပြထားပါဗျ။ကိုယ့်ရဲ့တင်ဆက်မှုကိုညီကုန်းချုပ်ပြီးပြီဆိုရင်တော့နောက်ဆုံးအပိုင်းအနေနဲ့အမေဖြေကဏ္ဍ UNA session ကိုရရှိလာပါလိမ့်မယ်။ဟောပြောတင်ဆက်မှုတိုင်းအတွက်အမေအဖြေကဏ္ဍမလိုအပ်ပေမဲ့ညတော်အားဖြင့်တင်ဆက်မှုရဲ့အဆုံးမှာအမေဖြေကဏ္ဍလေးတွေကိုထည့်သွင်းလေးရှိပါတယ်။တကယ်လို့ကိုယ့်ရဲ့တင်ဆက်ဟောပြောမှုကအချိန်ကြာမြင့်မယ်ဆိုရင်တင်ဆက်မှု တပိုင်းပြည်တိုင်းမှာအမေးဖြေခံရလေးတွေထားရှိနိုင်ပါတယ်ဒီလိုလို့ချက်အပြင်တင်သစ္စာမှုဆုံးမှာအမေးဖြေကဏ္ဍအကြကြီးမဖြစ်အောင်ခွဲထုတ်နိုင်စေပါတယ်။အမေးဖြေကဏ္ဍမှာတခြားမေးစရာရှိသေးလား၊ဘသူမေးချင်တာရှိသေးလဲလို့မေးတာထက်ကျွန်တော်တို့အချိန်ပြေခါနေပါပြီ။နောက်ဆုံးမေးခွန်းတစ်ခုကိုဘသူမေးချင်မှတလဲလို့ရာမေးတာကပရိသတ်ကိုမေးခွန်းမေးချင်စိတ်ဖြစ်လာအောင်ပုံပြေလို့ဆော်ပေးနိုင်ပါတယ်။ပရိသတ်နဲ့အမေးဖြေလုပ်နေတဲ့အခါမှာလည်း naked presentation ဘောတရားအတိုင်းယူတာမှုနဲ့ပွင့်လင်းမြင်တာမှုလို့ရှိရမှာဖြစ်ပြီးပရိသတ်ရဲ့မိကွန်းတွေကိုလည်းနှိမ်ချတဲ့စိတ်ထားနဲ့နားထောင်ပေးရပါမယ်။ပရိသတ်ကစကားပြောနေချိန်မှာချက်မပြောဘဲမိကွန်းကိုတရားနားလည်အောင်ကြီးဆိုင်နားထောင်မှာပရိသတ်ရဲ့စကားဆုံးမှာကိုယ့်ဘက်ကအဖြေပြန်ပေးပါ။မိကွန်းနေဖြေတဲ့အခါမှာလည်းတူတူရှင်းရှင်းအကျဉ်းချုပ်ဖြေပါ။တကယ်လို့မိကွန်းတိုင်းမှာဘာဖြစ်ရမှန်းမသိသေးဘူးဆိုရင်လည်းခဏလောက်တိတ်တိတ်နေပြီးစဉ်းစားနိုင်ပါရဲ့ပရိသတ်ကမိကွန်းမေးပြတာနဲ့ကိုယ့်ဘက်ကအဖြေပြန်ဖြေနိုင်မယ်လို့တွေးမထားပါနဲ့ ပရိဒတ်နဲ့ကိုကြအကြံလဲရင်းနီနီစကားပြောနေချင်တာဖြစ်ပြီးစကယ်ရေပွဲလူနေတာမဟုတ်ပါဘူးတကယ်လို့လိုအပ်လာမယ်ဆိုရင်ကိုဘက်ကပရိဒတ်ကိုမေးဖို့နေပြန်မင်းနိုင်မှာတည်တယ်အမေးဖြေကဏ္ဍတစ်ခုဟာအချိန်ရန်ကြာသွားရင်ထီအောင်မှုရော့ကျရော့နေတော့စီတတ်ပါတယ်ဒါကြောင့်အမေးဖြေကဏ္ဍကိုပဲအချိန်မှာရက်တင်နေဆိုတာကိုလည်းချင်းချင်းဆုံးဖြတ်ပါလို့စာရေးသူဂါရိုင်းနိုကအကြံချက်လက်ညွှန်ထားပါတယ် The Naked Presentation စာအုပ်ရဲ့အနည်းချုပ်မဆူကိုတော့ထ iao တဲ့ဟောပြောတင်ဆက်မှုတွေကိုပြုလုပ်နိုင်မှုအထက်အကြံပြုချက်နဲ့လမ်းညွှန်ချက်တွေကိုလေ့လာခဲ့ပြီးကြပါပြီ။ဒါပေမဲ့ထွတ်ထွတ်မှုတစ်ခုဆိုတာကဆင်ဆက်မပြတ်သင်ယူလေ့လာမှသာဖြစ်ပေါ်လာနိုင်တာပါ။ဥပမာအားဖြင့်အရင်နှုန်းက Microsoft ရဲ့ Data Trendu ဖြစ်တဲ့ Billionaire တထေကြီး BK ဟာအုံနောက်အရန်ကောင်ပြီးစကားပြောမကောင်းတဲ့ဒုတိယအဖြစ်သတ်မှတ်ခြင်းခံခဲ့ရဘူးပါတယ်။ဒါပေမဲ့2009ခုနှစ်ကစပြီး BK ရဲ့ ဟောပြောတင်ဆက်မှုဆိုင်ရဟာတိတိတတ်တာပြောင်းလဲလာခဲ့တယ်လို့သူရဲ့ဟောပြောမှုတွေဟာလည်းတစ်ခုတည်းတစ်ခုအရေးတွေးပုံမြင်လာပါတယ်။2010ခုနှစ်မှာတော့ BK ဟာ TED TED စင်မြတ်သက်ပြီးကဘာကြီးရဆိုင်နေရပြဿနာတွေအတွက်အရန်ကောင်းတဲ့ဟောပြောတင်ဆက်မှုတစ်ခုပြုလုပ်သွားတာတွေ့ရပါတယ်။ဒါကြောင့်စကားပြောနည်းစာအုပ်တွေဖက်ပြီးတာနဲ့ချက်ချင်းစကားပြောကောင်းလာမယ်လို့မမျှော်လင့်ထားပါနဲ့။ကိုကိုကိုစကားပြောမကောင်းဘူးဆိုပြီးတော့လည်းအားမငယ်ပါနဲ့။ အင်တာနက်ကပဲဖြစ်စေကိုရဲလုပ်ပေါ်ကမ်းဖက်တွေစီကဖြစ်စေစကားပြောကောင်းတဲ့သူတွေစီကဖြစ်စေခေါ်ပြောတင်ဆက်မှုဆိုင်ရာအရေးတွေးတွေကိုစဉ်ဆက်မပြတ်တင်ယူလေ့လာသွားပါတင်ယူလေ့လာမှုတွေဒါရှိမယ်ဆိုရင်ဘဒူမဆိုခေါ်ပြောတင်ဆက်မှုဆိုင်ရေတူတက်လာနိုင်တယ်လို့စာရေးတူဂါရိုင်နိုရဲ့ဒီစာအုပ်မှာအဆုံးသက်အနေနဲ့တိုက်တွန်းအားပေးထားပါတယ်ဆုံးထိနာထောင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်